ပါရှင်ချင်းလင်းချန်နယ်သတင်းဌာနမှပြန်လည်ကြိုဆိုလိုက်ပါရစေ2025ခုနှစ်ဇွန်လ14ရက်နေ့နောက်ဆုံးရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးသွားပါမယ်ရှင်ဒီကနေ့တင်ဆက်ပေးမယ့်သတင်းကောင်းစင်တွေကတော့ CTF အရှိုက9ရက်အတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်23ဦးကိုဖမ်းမိကြောင်းချင်းပြည်ဘလဝမြို့နယ်စမီးမြို့မှာချင်းအမျိုးသမီးတအူမရင်းချင်းတပြက်ခံရပြန်ကြောင်း မော်လမြိုင်မြို့ရှိပြည်နယ်အစိုးရယုံနဲ့ဝင်ကြီးအိမ်ယာကို drone ဖြင့်ပုံကျဲတိုက်ခိုက်မှုတွင်စစ်တပ်ဘက်မှ အရာရှိ2ဦးသေဆုံးကြောင်းမန်လေးဦးဘူထောင်တွင်စေကူတာခွင့်မရ၍နိုင်ငံရေးအကျဉ်းသူ CDM အလီရန်ကျောင်းအုပ်ဒေါ်မင်မင့်တန်ကွေလွန်ပြီးယခုနှစ်အတွင်းထောင်အတွင်းသေဆုံးရတဲ့နိုင်ငံရေးအကျဉ်းသား12ဦးထိရှိလာကြောင်းနဲ့อิสราเอลอิหร่านတမ်ဂျမ်ဖြစ်ခဲ့မှုကြောင့်အီရန်ဘက်က98ဦးတေဆုံးပြီ 320တန်ရန်ရရှိကဣသရေဘမှာတဦးတည်ဆုံးပြီး40တန်ရန်ရရှိကြောင်းတော့ပဲဖြစ်ပါရရှင်။ CTF အရှုက9ရက်အတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်23ဦးကိုဖမ်းမိထားတဲ့တရင်ကိုတင်ဆက်ပေးသွားပါမယ်ရှင်။ မကွေတိုင်းငဖေမြို့နယ်ရှိအကျံဖက်စစ်တပ်ရဲ့နေရီကန်လေချောင်းရံကကွေရေစခန်းကနေထွက်ပြေးလာတဲ့အကျံဖက်စစ်တပ်တပ်ဖွဲ့ဝင်23ဦးကို9ရက်အတွင်းဖမ်းဆီးခဲ့ကြောင်း Chain Defense Force ASU CDF ASU ကတရင်ထုတ်ပြန်ထားပါတယ် CDF ASU အနေနဲ့နေရီကန်လေချောင်းရံကကွေရေတပ်စခန်းအနီးမီတာ1500ပတ်လေနေရီကန်လမ်းဟောင်းအားဖြတ်တောက်တိုက်ခိုက်ရေးလုပ်နေစဉ် နေရီကံပြိုဟာကုန်းကနေထွက်ပြေးလာတဲ့စစ်ကောင်စီတပ်သားများကိုဖမ်းဆီးခဲ့တာဖြစ်ပါတယ်။အဆိုပါအကြံဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုဂျွန်လ၈ရက်နေ့ကနေ12ရက်နေ့အတွင်း9ရက်ကြာကာလမှာဖမ်းဆီးခဲ့ခြင်းဖြစ်က MA1 ငါလက် MA3 သုံးလက်နဲ့ KN အချုပ်သိမ်းဆီးရမိခဲ့တယ်လို့သိရှိရပါတယ်။ ယခုဖန်ဆီးထားတဲ့အကြံပစစ်ကောင်စီတပ်ဖွဲ့ဝင်များဟာစစ်မှုမထမ်းမနေရဥပဒေကြောင့်အတင်းအဓမ္မဗိုလ်တာဆွေးခံရပြီးစစ်မှုထမ်းနေသူများဖြစ်တယ်လို့ဆိုပါရယ်။ဒါကြောင့်အကြံပစစ်ကောင်စီတပ်ဖွဲ့ဝင်များအနေနဲ့တိုလန်ယီတပ်ဖွဲ့များနဲ့ချိန်ဆက်ဆက်သွဲပြီးအ мян ဆုံးအလင်းဝင်ပူပေါင်းကြရန်တိတ်တွန်းထားတယ်လို့သိရှိရပါရှင်။ ချင်းပီပလဲဝတ်မြို့နယ်စမီမြို့မှာချင်းအမျိုးသမီးတူမတင်းချင်းတက်ပြက်ခံရပြန်တဲ့တရင်ကိုလေးဆက်လက်တင်ဆက်ပြီးတော့ပါမယ်ရှင်။ချင်းပီပလဲဝတ်မြို့နယ်စမီမြို့မှာနေထိုင်တဲ့ချင်းခူမီအမျိုးသမီးတူဟာပြီးခဲ့တဲ့မေလကုန်ပိုင်းမှာမတင်းချင်းတက်ပြက်ချင်းခံခဲ့ရပြန်တယ်လို့ပလဲဝတ်ဒေသခံများထံကနေသိရှိရပါတယ်။မရင်းချင်းတက်ဖြတ်ချင်းခံခဲ့ရသူဟာကလေးနှစ်ဦးရဲ့မိခင်ဖြစ်သူဒေါ်ဆန်းရီ အသက်29နှစ်လို့သိရပြီးမရင်းချင်းခံရပြီးနောက်ခြေလက်များကိုကျူးတုံးလျက်အလောင်းကိုပြန်လေတွေ့ရှိခြင်းဖြစ်ကား အုပ်စုလိုက်မတိုင်းကျင့်ပြီးနောက်တပြက်ခံရတာဖြစ်တယ်လို့ဆိုပါရယ်။ဒေါ်ဆန်ရီဟာပြီးခဲ့တဲ့မေလ23ရက်နေ့မှာဆမီမျိုးအမှတ်3ရပ်ကွက်မှာရှိတဲ့သူ့အတော်အင်ကိုသွားပြီးပြန်လာတဲ့လမ်းမှာယခုလိုမတိုင်းကျင့်တပြက်ချင်းခံလဲရခြင်းဖြစ်ကအလောင်းကို မေလ26ရက်နေ့မှာဆမီအမှတ်3ရပ်ကွက်နဲ့ဂျီဝဂျေးရွာကြမှာပြန်လည်တွေ့ရှိခဲ့တာဖြစ်ပါရယ်။ ဘလဝဒေတာခန်တူကအမှတ်3ရက်ွက်ဆိုတာမြို့စီမံကိန်းအရာမြို့ area ထဲမှာထိထားကြတာပေါ့နော်ဂျေရွာပုံစံပါပဲအဲ့ဒါနဲ့ဂျီဝရွာကြားကခြေချင်းနဲ့သွားမယ်ဆိုမိနစ်20လောက်သွားရတယ်အဲ့လန်ကတောင်တွေကိုပတ်ပြီးတော့ဒူးထားတဲ့လမ်းပြ အမအရင်ကလေးမရင်ဟုတ်ဖြစ်သေးတယ်။အမအလောင်းကိုပြန်တွေ့တာအလောင်းကမရင်ချင်းခံရရဆိုတာသိချရတယ်။အတီးကြတော့တည်ဆုံးသူရဲ့ဂုံတိတ်ခါပိုင်းနဲ့ဆိုင်လို့မပြောတော့ဘူးလို့ရှင်းလင်းချင်တဲ့တရင်ဌာနတို့ပြောဆိုထားပါဗျ။အလောင်းကိုရှာတွေ့တော့အေအေတပ်ဖွဲ့ဝင်တွေရောက်လာပြီးတော့စစ်စေးတလူလိုလောက်ပြီးချက်ချင်းတကြခိုင်းနေ ချင်းခုမီယူရနဲ့ဆွေမျိုးသားချင်းတွေကိုစောင့်ပြီးတော့မှတကြွချင်းပေမဲ့မရဘူးတပ်ပုံတွေလည်းရိတ်ခုမပေးသလိုအတတရင်ကိုလည်းအပြင်ကိုမပေါက်ကြစေဖို့ပြီးသူတွေကိုချိန်ချောက်ထားသေးတယ်ယခုမရင်ချင်းခံခဲ့ရတဲ့နေရာကအေးအေးတဖွဲ့ဝင်တွေအမေရန်အဝင်အထွက်လုပ်တဲ့နေရာဖြစ်တယ်ဒါပေမဲ့အမျိုးသမီးကတည်ဆုံသွားတော့တရခံကပေသူဘွေဝါဆိုတာတိတိကျကျသိရှိနိုင်ခြင်းမရှိသေးဘူးအရင်2024နိုဝင်ဘာလတုန်းကဖြစ်ခဲ့တဲ့မရင်မှုမှာ တော့မရင်ချင်းခံရသူမတည်တော့တရခန်တွေကရခိုင်စကားပြောတဲ့လူတွေဆိုတာသိနိုင်ခဲ့တယ်လို့ဆက်လက်ပြောဆိုထားပါဗျ။ ယခုအခင်ဖြစ်တဲ့နေရာအနီးတစ်ဝိုက်မှာပြီးခဲ့တဲ့2024ခုနှစ်နိုဝင်ဘာလ24ရက်နေ့မှာအလာတူချင်းအမျိုးသမီးတူကိုမဒင်းကျင့်တပ်ဖြတ်ရန်ဂျူဆာမှုဖြစ်ခဲ့ပြီးဒေလူမျိုးပါနဲ့ဆွန့်ပြစ်ခံခဲ့ဖူးပါတယ်ဒေလူမျိုးဖြစ်ရမကြာခဏဖြစ်လာခြင်းဟာအာရာခတ်တောအေအေရဲ့နိုင်ငံရေးနဲ့မကင်ကြောင်းဒေတာခံများကြမှာအကြောက်တရားကိုထူးသွင်းပြီးဘလဝမျိုးနေကိုဆွန့်ခွာသွားဖို့ရည်ရွယ်ကြတာလေးဖြစ်နိုင်ကြောင်းနမေမဖော်လိုတဲ့ ဘလဝလူကြီးတူကပြောဆိုထားပါတယ်။နမည်မဖော်လိုတဲ့ဘလဝလူကြီးတူက AARE ဘလဝမြို့နယ်ကိုတင်ပြီးနောက်မှာယခုလိုမတိမ်မှုတွေလူတက်မှုတွေမကြာခဏဖြစ်လာတာကယူယူတော့မဟုတ်တော့ဘူးလို့ယူဆရပါတယ်။ ်အေးဘက်ကဒလူမျိုးတွေလုတ်ပြီးတော့ဒေသခံတွေအကုန်လုံးနေရွှန့်ခွာကြပြီးတော့ရခိုင်ဘက်ကလူတွေကိုပြန်သွင်းနေကြတာနောက်တော့သူတို့ကလူထုထောက်ခံပွဲလုပ်သွားဖို့ရှိရယ်အမဘလဝတ်မြို့နေမှာနေထိုင်တဲ့လူတွေအများစုကရခိုင်တွေ ဖြစ်တယ်ဆိုတာကို ပြသချင်းကြတာပါလို့ပြောဆိုထားပါတယ်ချမ်ပီပလဝမြို့နယ်ကိုအာရခတက်တော်အေကပြီးခဲ့တဲ့2024နှစ်စံပိုင်းမှာအပိသက်တင်ပိုက်လိုက်ပြီးအုတ်ချုပ်ရည်ရန်တရားများပေါ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ်ဒီလက်ပိုင်းတင်မှာအေအေကချင်းပြည်ပလဝမြို့နယ်ကို ရခိုင်ပြည်ရဲ့ခရိုင်တစ်ခုအဖြစ်ထည့်သွင်းဖွဲ့စည်းထားပါတယ်။အေအေကအုတ်ချုပ်ကြီးဖော်ဆောင်ပြီးနောက်တနည်းဝန်းကျင် အချိန်ကာလမှာပလဝမြို့နယ်အတွင်းမဒိန်ကျင့်တပ်ဖြတ်ရန်ကြိုးစားမှု၄ချိန်တိုင်တိုင်ဖြစ်ပွားခဲ့ရာအမျိုးသမီး၂ဦးတေဆုံးသလိုဂျန်၂ဦးကအသက်ဘေးကနေတည်တည်လေးလွမြောက်ခဲ့ကြပါတယ်။ဒါအပြင်ပြီးခဲ့တဲ့၂၀၂၄ခုနှစ်စက်တင်ဘာလ၈ရက်နေ့မှာ ရခိုင်ပြည်နယ် ကျော်တော်မျိုးကိုကုန်ပစ္စည်းသွားပို့ပြီးပြန်လာတဲ့မောင်နှမဂျေးရွာကအသက်73နှစ်အရွယ်တဦးအပါဝင်ချင်းအမျိုးသား3ဦးလေးတပြက်ခံခဲ့ရပါတယ်။ဒီအမှုတွေအလုံးနဲ့ပတ်သက်ပြီးအရခတ်တတော်အေအေကတရားခဏ်များကိုဖန်ဆီးခြင်းတရားမျှတမှုရှိရှိအဖြစ်ပေးစီရင်ခြင်းများတစုံတရာမလုပ်သေးဘူးလို့သိရှိရပါတယ်ရှင်။ မော်လမြိုင်မြို့ရှိပြည်နယ်အစိုးရယုံနဲ့ဝန်ကြီးအင်ယာကို drone ဖြင့်ပုံကျေတိုက်ခိုက်မှုတွင်စစ်တပ်ဘက်မှအရာရှိ2ဦးသေဆုံးသွားတဲ့တရင်ကိုလေးဆက်လက်တင်ဆက်ပေးသွားပါမယ်ရှင်။မွန်ပြည်နယ်မော်လမြိုင်မြို့ရှိပြည်နယ်အစိုးရယုံနဲ့ဝန်ကြီးအင်ယာကို drone ဖြင့်ပုံကျေတိုက်ခိုက်ခဲ့ရာစစ်တပ်ဘက်မှအရာရှိ2ဦးသေဆုံးခဲ့ကြောင်းသိရှိရပါတယ်။ ဂျွန်လ12ရက်နေ့မွန်လွေ3နိုင်ခန့်တွင်မော်လမြိုင်မြို့ရှိပြည်နယ်အစိုးရယုံနှင့်ဝန်ကြီးအင်အားကိုတော်လိုင်းရေးတပ်ဖွဲ့များက drone ဖြင့်ပုံကျေတိုက်ခိုက်ခဲ့ကြောင်းယင်းတိုက်ခိုက်မှုအတွင်းဥပဒေချုပ်အင်ကိုထိမှန်ခဲ့ကအကြံဖက်စစ်တပ်မှအရာရှိ2ဦးသေဆုံးခဲ့ပြီးအကြံဖက်စစ်ကောင်စီတပ်သားများကလည်းလက်နက်ကြီး drone များဖြင့်ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Saw Dragon Drone Force STDF တပ်ဖွဲ့မှတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်။ ဇော့ဒရဂွန်ဒရုန်းဖော့စ် SDDF တပ်ဖွဲ့မှတာဝန်ရှိသူတဦးကစစ်ခွေးတွေဘက်ကအရာရှိနှစ်ဦးတေဆုံးတယ်လို့သိရတယ်။ပြီးသူတွေအထိခိုက်တော့မရှိပါဘူး။ကျွန်တော်တို့ဘက်ကိုစစ်ခွေးတွေကလက်နက်ကြီးတွေဒရုန်းတွေနဲ့ပြန်လေတက်ခိုက်ကြတော့ရှိပါတယ်။ဒိုလန်ရေးတပ်ဖွဲ့တွေအထိခိုက်မရှိပြန်လေဆုတ်ခွာနိုင်ခဲ့ပါတယ်လို့ရကုံခက်တဲ့တရင်ဌာနထံသို့အကြည့်ပြုပြောဆိုထားပါတယ်။အဆိုပါတက်ခိုက်မှုကို Zord Dragon Drone Force SDDF ချာတူအနီပညာတပ်ဖွဲ့ Alphabet Drone Force Sky Warriors Drone Force နဲ့ Data Camp မွန်ပီနေပါကဖတ်တပ်ဖွဲ့တို့ကပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်းသိရှိရပါတယ်ရှင်။မလဲဥပူချောင်းတွင်ဈေးကူတာခွင့်မရ၍နိုင်ငံရေးအကျဉ်းသူ CDM အလီရန်ကျောင်းအုပ်ဒိုမင်းမင်တန်းကွေလွန်ကယခုနှစ်အတွင်းထောင်အတွင်းတည်ဆုံရတဲ့နိုင်ငံရေးအကျဉ်းသား72ဦးထိရှိလာတဲ့တရင်ကိုလေးဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်။ န္လေးမြို့ဥပိုအကျဉ်းထောင်တွင်ဈေးကူတောင်းမှုမရရှိ၍နိုင်ငံကြီးအကျဉ်းသူ CDM အလေးတန်းကျောင်းအုပ်ဆရာမကြီးဒေါ်မင်းမင်းတန်ကွေလွန်သွားကြောင်းသိရှိရပါသည်။မန္လေး ဥပိုလ်ချင်းထောင်တွင်မေလ9ရက်နေ့ CDM အလီရန်ကျောင်းအုပ်ဆရာမကြီးဒေါ်မင်းမင့်တန်ကြားဆုံးခဲ့ရခြင်းဖြစ်ကြောင်းကျောင်းအုပ်ဆရာမကြီးဒေါ်မင်းမင့်တန်ဟာ2023ခုနှစ်ဇူလိုင်လ29ရက်နေ့တွင်မတရားဖမ်းဆီးထိန်သိမ်းခဲ့ခြင်းခံရပြီးဒေါ်မင်းမင့်တန်ဟာ DB ယောဂအခန်းရှိရာကြောင်းဆေးဝါးဆောင်ရှောက်မှုပုံမှန်လိုအပ်နေသူတဦးဖြစ်ကယောဂပြင်းထန်လာချိန်တွင် ထောင်အာနာပိုင်များထံမှပြပတွင်ဈေးကူတခွန့်တောင်းခံခဲ့တော်လေထောင်အာနာပိုင်များကဈေးကူတခွန့်မပေးခြင်းဖြစ်ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကြံသားများတွင်ရဲ့ PPNM မှဘ ഹു ဦးဆောင်ကော်မတီဝင် ကိုတိတ်ထွန်းဦးကပြောကြားထားပါတယ် CDM အလီရန်ကျောင်းအုပ်ဆရာမကြီးဒေါ်မင့်မင့်တန်းကို အကြံဖက်တိတ်ဖြည့်ရေးဥပရေပုံမှ 52ကကြီးဖြင့်စစ်ကောင်စီကထောင်ဒဏ်5နှစ်ချမှတ်ခဲ့ကြောင်းကျောင်းအုပ်ဆရာမကြီးဒေါ်မင်းမင်တန်းဟာဒီဘီယောဂခံကြောင်းဆေးပြင်းများသွင်းနေရပြီးသွေးကြောပေါက်ချိန်အချိန်မီဆေးဝါးကုသဆောင်ရှုံးမှုမရရှိခဲ့တဲ့ဖြင့်တည်ဆုံခဲ့ရခြင်းဖြစ်ကြောင်းသိရှိရပါတယ်ကိုတိုက်ထွန်းအိုကဒီနှစ်ဇန်နဝါရီလကနေဇွန်လအထိတည်ဆုံမှုအများဆုံးထောင်ဟာမန္လေးဥပုအချင်းထောင်ဖြစ်နေတာကိုတွေ့ရပါတယ် ဒီအခြေအနေဟာထောင်တွင်းစေဝါကူတာမှုမရရှိမှုဘလောက်ထိဆိုးရွားနေလဲဆိုတာတည်ဆုံခဲ့ကြရတဲ့သူတွေကတက်တေးပြနေရတယ်လို့ဖြစ်ပါတယ် နောက်ထပ်ဆေးဝါးဆောင်ရှောက်မှုမလုံလောက်လို့တည်ဆုံးတာမျိုးထပ်ပြီးမဖြစ်စေချင်တော့ပါဘူးလို့ရန်ကုန်ခေတ္တတရင်ဌာနထံသို့အတည်ပြုပြောကြားထားပါတယ်။မြန်မာနိုင်ငံရှိအကျဉ်းထောင်များတွင်ဆေးဝါးဆောင်ရှောက်မှုမလုံလောက်စွာမပေးခြင်းကြောင့်နိုင်ငံရေးအကျဉ်းသားများအပါအဝင်အကျဉ်းကျခံနေရသူများယောဂများဖြစ်ပွားခြင်းဈေးကူတာခွင့်ဆုံးရှုံး၍ယောဂခံများပုံမှုဆိုးရွားလာခြင်းတေဆုံးတဲ့အခြေအနေမဟုတ်ဘဲအသက်ပေးရသည့်အထီးဖြစ်ပွားလေရှိကြောင်း 2025ခုနှစ်ဇန်နဝါရီလမှဇွန်လ1ရက်နေ့အထိဈေးဝဆောင်ရှောက်မှုမလုံလောက်၍တည်ဆုံခဲ့ရသူငွေကြီးအကျဉ်းသား12ဦးထိရှိလာပြီဖြစ်ကြောင်း PPNM ကထုတ်ပြန်ထားတယ်လို့သိရှိရပါတယ်ရှင်။ Israel Iran တံတန်ချက်ကမှုကြောင့် Iran ဘက်က98ဦးသေဆုံးပြီး320တန်ရာရရှိက Israel ဘက်မှာလူ2ဦးသေဆုံးပြီး40တန်ရာရရှိထားတဲ့သတင်းကိုလည်းဆက်လက်တင်ဆက်ပေးသွားပါမယ်ရှင်။ အီရန်ဆိုင်ရာကုလသံအမကြီးကအစ္စရေးဘက်ကပြစ်ခတ်မှုကြောင့်အီရန်ဘက်က98ဦးသေဆုံးပြီးလူပေါင်း320ဒဏ်ရာရရှိထားတယ်လို့ဂျွန်လ23ရက်နေ့မှာထုတ်ပြန်လိုက်ပါတယ်။အဲ့အထဲမှာအီရန်စစ်တပ်အရာရှိ3ဦးနဲ့နျူကလ িয়ার ပညာရှင်6ဦးလေးသေဆုံးသွားခဲ့ပါတယ်။အစ္စရေးဘက်တုံးကြီးတွေဟာအစိုးရရုံးချုပ်တွေနဲ့နျူကလ িয়ার စစ်ရုံတွေအပါအဝင်အီရန်မြို့တော်တီဟီရန်က နေရာအနှံ့အပြားကိုပြစ်ခတ်ခဲ့တာဖြစ်ပါတယ်။ အီရန်ဘာသာရေးကောင်းဆောင်ကဣသရေလရဲ့တိုက်ခိုက်မှုကိုလက်တုံ့ပြန်ပြီးပြင်းထန်တဲ့ထိုးနှက်မှုလုပ်ဖို့အခိုင်အမာပြောဆိုပါရယ်။အီရန်ဘက်ကပြန်လည်ပြစ်ခတ်လာတဲ့ဒုံးကျည်တွေကြောင့်ဣသရေလဘက်မှလူတဦးသေဆုံးပြီး၄၀တန်ရန်ရရှိပြီးဆေးရုံတင်လိုက်ရပါရယ်။ဣသရေလဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ယာဟုကအီရန်ဘက်ကပြန်ပြီးတိုက်ခိုက်လာတဲ့အတွက်ဣသရေလပြည်သူတွေကိုဆစ်ရှောင်ဖို့ခုံကျိုးလိုက်ပါရယ်။ အီရန်တိုလှိုင်းရေးအဆောင်တပ်တွေကတော့သူတို့အနေနဲ့တောက်ကြညမှာအစ္စရေးဘက်ကပြစ်မှတ်တွေကိုဆက်ပြီးတိုက်ခိုက်ခဲ့တယ်လို့ပြောဆိုထားပါတယ်။အစ္စရေးနဲ့အီရန်အရေးခံမှာ UN အတွင်းရေးမှူးချုပ်အန်တိုနီယူဂိုတာရစ်ကနှစ်နိုင်ငံစလုံးကိုပြစ်ခတ်နေဒီကိုရပ်ဖို့တောင်းဆိုလိုက်ပြီးငင်းချမ်းစွာနဲ့တန်တမန်နီးအရာပဲဖြေရှင်းဖို့ပြောကြားခဲ့ပါတယ်။ EU ကော်မရှင်နာအာဆူလာ ဝန်ဒါလီဗန်ကတော့သူမအနေနဲ့အစ္စရေးသမ္မတအိုက်ဇက်ဟာဇိုနဲ့အရှိအလေပိုင်းကဂျင်းမာနီမှုတွေနဲ့ပတ်သက်ပြီးဆွေးနွေးချပြီးဖြစ်ကြောင်းနဲ့အစ္စရေးမှာတုကူတူခုခံကာကွယ်ခွင့်နဲ့လူမျိုးတွေကိုကာကွယ်ပိုင်ခွင့်ရှိကြောင်းတချိန်ကြီးမှာပဲဒေသအတွင်းတည်ငြိမ်ရေးကိုထိန်းသိမ်းဖို့အရေးကြီးကြောင်းပြောဆိုထားပါတယ်။အခြေအနေတွေကိုမတင်းမအောင် ထိန်းထိန်းသိမ်းသိမ်းလှုံ့ဆော်ကြဖို့ဒုမက တိတ်တွန်းထားတယ်လို့သိရှိရပါတယ်ရှင်။ ဒီကနေ့တင်ဆက်ပေးမယ့်သတင်းစီစဉ်ကိုတော့ကျွန်တော်နဲ့ပင်ရနာတော့ပါမယ်ရှင်။ Challenge Channel သတင်းစီစဉ်ကိုကြည့်ရှုအားပေးနေတဲ့သူတိုင်းမင်္ဂလာပေါင်းနဲ့ခိုင်ရောင်းနိုင်ကြပါစေရှင်။